တောင်ကြီးမြို့နယ်အတွင်းရွေလျားစာကြည့်တိုက်မိုဘိုင်းလိုင်ဘရီမော်တော်ယာဉ်ဖြင့်တူတရတစာအုပ်စာဆောင်များငားရမ်းခြင်းဆောင်ရွက်တဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင့်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အတွင်းရှိမိဘပြည်သူများကျောင်းသားကျောင်းသူများစာပေဖတ်ရှုခြင်းကြောင့်အသိပညာဘူးတူတများစွာရရှိစေရန်စာဖတ်စွမ်းအားမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍စာအုပ်စာဆောင်များကိုအလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှမ်းပြည်နယ်တောင်ကြီးခရိုင်ရုံးမှရွှေညောင်မြို့အခြေခံပညာထက်တန်းကျောင်းအမတ်၁အခြေခံပညာအလေတန်းကျောင်းအမတ်၂အခြေခံပညာအလေတန်းကျောင်းနှင့်အမတ်၃အခြေခံပညာအလေတန်းကျောင်းကွဲများတို့တွားရောက်၍ရွေလျားစာကြည့်တိုက်မိုဘိုင်း library မော်တော်ယာဉ်ဖြင့်တူတရတစာအုပ်စာစောင်များစာဖတ်သူလက်ဝယ်ရောက်ငားရမ်းပေးမှုကိုဇူလိုင်လ၁ရက်နေ့နနက်9:00အချိန်ကစတင်၍ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ရွေလျားစာကြည့်တိုက်မော်တော်ယာဉ်တွင်စာအုပ်စာဆောင်များ9ရန်ဖက်ရှိသူများအစဉ်ပြေစေရန်တုဒ္ဒယတစာအုပ်စာဆောင်မျိုးစာပေါင်း1000ကျော်ပါရှိပြီးစာအုပ်စာဆောင်အသစ်များကိုနှစ်ပတ်တစ်ကြိမ်စင်ဆက်မပြတ်9ရန်လဲလဲဆောင်ရွက်ပေးလျက်ရှိရာယနေ့အတွင်းတုဒ္ဒယတစာအုပ်ပေါင်း256အုပ်အားចောင်းသားចောင်းသူများထံသို့စာဖတ်သူလက်ဝယ်ရောက်9ရန်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ။